ားလုံးမင်္ဂလာပါဒီနေ့တရားသင်မတင်ခဲ့တာကတော့အခန်း3လေ့ကျင့်ငယ်သုတ္တမ6ကနံပါတ်5ခုမှာဖြစ်ပါတယ်နံပါတ်5မှာဆိုရင်ကျမ်းစာတယောက်ရဲ့သင်ချာရမှတ်ဒီမြမာသာရမှတ်တဲ့20မှတ်ပို့ပြီးတော့တဲ့အင်္ဂလိပ်စာတဲ့15မှတ်ပို့လိုက်ရင်သုံးပါတာစုစုပေါင်းရမှတ်ကိုပိုလီနိုမီယယ်တစ်ခုအဖြစ်ပြပါတယ်နော်ဒါဆိုရင်သူကသင်ချာရမှတ်ကိုပြထားတယ်သင်ချာရမှတ်ကမြမာသာရမှတ်တဲ့20မှတ်ပို့ပြီးတော့အင်္ဂလိပ်စာတဲ့15မှတ်ပို့ရဲဆိုတော့သင်ချာရမှတ်ကိုချုပ်ပါထားလို့မရှိရင် နော်တရားရမက်ကိုမတည်ရင်ပြတဲ့အိတ်တို့ထားလိုက်ပါမယ်နော်တရားရမက်ကိုအိတ်တို့ထားမယ်ဒါဆိုမြမသာရမက်ကနော်တရားရမက်ကမြမသာတဲ့20ပိုးရဲဆိုတော့မြမသာရမက်ကတရားရမက်တဲ့20ရောတာပေါ့နော်ဒါကြောင့်မလို့မြမသာရမက်ကတရားတဲ့20ရောပါတယ် h 20ပါနော်အဲ့ဒီမှာပါတော့သူကတင်ချာရမက်ဒီမြမသာရမက်ထက်20ပိုးရဲဒါပေမဲ့တချို့ကတင်ချာရမက်ကိုမတည်ခင် h 0ထားတာဖြစ်တဲ့အတွက်နော် နော်တင်ညာရမက်ကမြန်မာသားထက်20ပိုးရဲ့ဆိုရင်မြန်မာသားရမက်ကတင်ညာရမက်ထက်20ရော့မှာဒါကြောင့်မလို့မြန်မာသားရမက်ကိုလို့ရှိရင်တင်ညာရမက်ထက်20ရော့မှာဖြစ်တယ်ပဲ h- 20 map ပေါ့နော်ဒါဆိုအင်္ဂလိပ်သားရမက်ကလည်းသူကတင်ညာရမက်တင်ညာရမက်ကအင်္ဂလိပ်သားထက်15 map ပိုးလေးပဲကြည့်ဒါကြောင့်အင်္ဂလိပ်သားရမက်ကတင်ညာရမက်ထက်15 map ရော့မှာပေါ့ဟုတ်နော်အဲ့ဒီခုနတိုင်းမြန်မာသားရမက်က20 map ရော့တယ်လို့ပဲအင်္ဂလိပ်သားရမက်က15 map ရော့တာဖြစ်တယ်ဒါဆိုတင်ညာရမက်ထက်က15 map ကိုနှုတ်လိုက်မယ် h- 15ဖြစ်ပါတယ် ဲ့ဒါကိုကျတော့သုံးပါတာစုစုပေါင်းလို့ပြောရတယ်သုံးပါတာစုစုပေါင်းလို့ကျင်ပညာရမက်က h ပါမာလာရမက်က h minus 20ဖြစ်ပြီးတော့အင်္ဂလိပ်စာရမက်က h minus 15ဖြစ်ပါတယ်အဲ့ဒါတွေကိုကျတော့ဘာလို့ပြရမှာလဲစုစုပေါင်းဖြစ်တဲ့အတွက်ကျတော့ပေါင်းမိရတယ်နော်ပေါင်းတဲ့အခါမှာကျတော့အကုန်လုံးနော်ဖြီးဝင်းနေဖြီးလိုက်တဲ့အခါမှာ8 8 8ပေါ့နော်အကုန်လုံးက8ကျရ3လုံးဖြစ်တဲ့အတွက်ကျတော့38ပါ minus 20နဲ့ minus 15နဲ့ကြာလက္ခဏာတူတော့ကျတော့အဲပေါင်းမယ်ပေါ့နော်ပေါင်းတဲ့ခါမှာ minus 35ရပါတယ်လက္ခဏာကတော့အနုလက္ခဏာပြတ်တက်ပါတယ်ဒါကြောင့်မလို့အဖြေက 3h minus 35ဖြစ်ပါတယ်နော်သုံးပါလားစုစုပေါင်းရမယ်က 3h minus 35ဖြစ်ပါတယ်နောက်တစ်ခုကကြာကျတော့နံပါတ်6ပါ10ခန်းတစ်ခုမှာအခုကဏ္ဍက10ခန်းတဲ့၄ကြီးတယ်ပြီးတော့10ခန်းကိုရေးရင်ပိုတနူမြေတစ်ခုရေးပါတဲ့သူကနော်10ခန်းတစ်ခုမှာနော်10ခန်းတစ်ခုမှာ ခုကနန်းက10ကနန်းထက် 4G ရဒါဆိုသူကခုကနန်းကိုပေးထားတယ်10ကနန်းထက် 4G ရလို့ပေးထားတယ်ဒါကြောင့်မို့ရှင်ကဆယ်ကနန်းကို8လို့ထားတယ်နော်အဲ့တော့ခုကနန်းကကျတော့10ကနန်းထက် 4G ဒါဖြစ်တဲ့8 plus 4နော်10ကနန်းမှာကျတော့6ကိုတပ်ပေါင်းနေတယ်ဆယ်ကင်းကိုရဖို့အတွက်ဆိုလို့ရှင်ကဘာလို့ကမလဲဆယ်ကင်းဆိုတော့ဆယ်ကင်းလို့ရေးမယ်နော်ဆယ်ကင်းလို့ရေးတဲ့အခါမှာဆယ်ကနန်းကိုကျတော့10နဲ့မြောက်ပြီးတော့ခုကနန်းကိုကျတော့8နဲ့မြောက်ပါနော်ဒါဆိုဒါဆယ်ကင်းရအောင်ပါနော်ဒါကင်းဆယ်ကနန်းကကျတော့8ဆိုတော့10နဲ့မြောက်တော့10 8 ခုကနေကကြတော့ကျတို့ဘယ်လောက်တော့8 platform 8 platform မှာကျတို့1နဲ့အမြောက်လို့ရှိရင်ဘာပဲရအောင်8 platform ရရဟုတ်ပြီလားအဲ့တော့10 8 plus 8 plus 4ပေါ့နော်ဒါဆိုရင်10 8နဲ့ဒီ h 8ရရှိမှာမျက်ပေါ်ရင်းတရှိပါတယ်ဒါကြောင့်မို့10 h နဲ့18နဲ့တဲ့ခါမှာအပေါင်းတဲ့ခါမှာ11 h ရပြီးတော့ plus 4ကတော့ပေါင်းစရာမရှိတော့ဒီတိုင်းပဲပြင်ရပါတယ်ဒါကြောင့်မို့အဖြေကနော်10ခင်းရဲ့10ခင်းကိုပိုလီနိုမီတစ်ခုနဲ့ရေးတဲ့ခါမှာ11 h plus 4ပေါ့နော် ကဲဟုတ်ပြီနောက်တစ်ခုအကြောင်းကျတော့ဟောနောက်တစ်ခုအကြောင်းကျတော့နံပါတ်9ပါလေးရင်တစင်းရတဲ့တနာယီကို300 plus h min လုံးဖြင့်နဲ့နှစ်နာရီကြာပြန်တဲ့ပြီနော်နော်300 plus 300 plus h min လုံးဖြင့်နှစ်နာရီကြာပြန်တဲ့ကျန်တဲ့ခီးကိုကြတော့ပထမနှုန်းရဲ့ဝန်ဝမိုင်ဒူစာရှိတော့မိုင်နှုန်းပြီး၄နာရီကြာပြန်တဲ့ငယ်တယ်။ဒါဆိုရင်စုစုပေါင်းပြန်တဲ့ခီးကွာကိုဖော်ပြသည့်ပိုလီနိုမီယယ်တစ်ခုကိုရေးပါရတယ်နော်။ ဲ့ပရမအဆုံးတရားပါရင်လည်းဆိုရင်နော်ပရမခီးပေါ့နော်တော်ခီးကနှစ်ခုနော်ပရမခီးနော်ပရမခီးဒေတနာအိမ်မိုင်းတော့ဘလို့လဲသူကသူကတတိယတရား plus 8နဲ့အိမ်မိုင်းတော့သူကပြန်တန်းတာအဲ့သူကနှစ်နာရီကြာပြန်တန်းတာဖြစ်တဲ့အတွက်တနာရီကိုသူက300 plus 8ဆိုတော့နှစ်နာရီဆိုရင်ဘလို့လဲဆိုရင်ပရမနှစ်နာရီဆိုရင်ခီးဘလို့ကြီးရောက်တယ်ဆိုရင်ရှင်းနှစ်နဲ့မြောက်ကြည့်အောင်ပေါ့နော်ပရမခီးကွာကြီးကကြတော့ အဲ300 dead black h mine လို့ ਨੇ နှစ်နာရီကြာပြန်စမ်းတာဖြစ်တယ်ဗျာဒီရောက်တဲ့ key ကိုလို့ချင်းနှစ်နဲ့မြောက်ပေးလိုက်တယ်။ဒါဆိုရင်နှစ်က300ကိုဝင်ရတဲ့ခါမှာ600ရရပြီးတော့ h ကိုဝင်ရတဲ့ခါမှာ2ရရပါတယ်။နော်ဒါပထမ key ပေါ့နော်။ဒုတိယ key ရကြတော့ကျိုးကနော်တနာရီမှန်တော့နော်3 by 2ဟုတ်ပြီနော်။တနာရီမှန်တော့သူကပထမ mine တော့ပထမ key ရဲ့ mine ရဲ့တစ်နှစ်ပိုင်းတစ်ပိုင်းစတော့ပထမ key mine တော့300 black h ပေါ့။တစ်နှစ်ပိုင်းတစ်ပိုင်းစအောင်ကျိုးကိန်းရောပိုင်းရွေးတဲ့ခါမှာ3 by 2ပေါ့နော်3 by 2စား။ ။အဲဒါကျတော့သူပိုင်ဒီနဲ့နှောက်တယ်ပေါ့နော်။နှောက်တယ်။နောက်ကသူကပြန်တန်းခဲ့တာက၄နိုင်တာပြန်တန်းခဲ့တယ်ဖြစ်တဲ့အတွက်အဲ့ဒါဒီရခီရဲ့အကွာအဝေးကိုကျတော့နော်။သူကတနားရီမိုင်းတော့ကျတော့၄နဲ့ပြန်ပြီးတော့မြောက်ပေးရပါတယ်။သူပိုင်ဒူ into 300 plus 8ကိုတခါ၄နဲ့တခါထက်မြောက်တယ်။သူက၄နိုင်ပွားဟာတဲ့တနားရီမိုင်းတော့ကတနားရီမိုင်းတော့ကိုကျတော့၄နဲ့မြောက်မှာ၄နိုင်သွားတဲ့ခီကိုရောက်မှာပါ။ဒါသိင်းကျတော့ပိုင်းချီနဲ့နဲ့ပိုင်းချီလေးနဲ့ကိုခြေလို့ရတယ်။နှစ်တယ်လေးနှစ်နဲ့လေးလေးဟုတ်ပြီနော်။ဒါသိင်းကျတော့မြောက်တဲ့ခါမှာအရှိကနှစ်နဲ့သုံးနဲ့မြောက်တဲ့ခါမှာနှစ်သုံးနဲ့၆ အဲ့ဒီ6ကဂွေနဲ့ဝင်ကြမယ်6နဲ့300နဲ့ပြတော့1800ရရတယ်နော်6နဲ့8နဲ့နောက်တော့ကမှာ6 8ရရတယ်နော်အဲ့တော့နော်ဘယ်နောက်စင်းအ800 plus အဲ6 8ရရတယ်ဗျာဒါတပိယခီသူကလိုချင်တာကစုစုပေါင်းပြန်နှန်းခဲ့တာဖြစ်တဲ့အတွက်အဲ့နှစ်ခုကိုရေပေါင်းပြရမှာပါခီးကွာဝေးစုပေါင်းမိုင်ဝင်လိုချင်လို့ရှိရင်ဒီတော့ပမာခီးမှာ600 plus 2ရရတယ်ဒုတိယခီးမှာက1000 800 plus 6 8ရရတယ်ဗျာနော်အဲ့နှစ်ခုကိုရေပေါင်းမယ် ်600နဲ့1800နဲ့ပေါင်းတဲ့ခါမှာ2400ရပြီးတော့28နဲ့6နဲ့ပေါင်းတဲ့ခါမှာ88ရပါတယ်။ဒါကြောင့်လို့အဖြေကနော်အဲစုစုပေါင်းပြန်တက်ခဲ့တဲ့ခီးကွာဝေးက2400 plus 88 mile ဖြစ်ပါရဲ့နော်။ဒါဆိုရင်လေ့ကျင့်ခန်း3.6ကနံပါတ်9ထိပြီးပါပြီပေါ့နော်။စုံတီးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။